ားလုံးပဲမိင်္ဂလာပါခင်ဗျမတိစိတ်ကကျွန်တော်တို့ဘွားရဲ့65ရာခိုင်နှုန်းကိုထိ ंछ ုပ်ထားရဲဆိုတာသိပါသလားခင်ဗျကျွန်တော်တို့လက်ရှိကျွန်တော်တို့ရဲ့အပြူမူတွေကျွန်တော်တို့လုပ်နေတဲ့အရာတွေအကုန်လုံးက9ရာခိုင်နှုန်းတော့တိစိတ်နဲ့ပဲလုပ်နေတာပါခင်ဗျကျွန်တော်ကိုယ်တိုင်လည်းအရင်ကဒီမတိစိတ်ဆိုတဲ့အရာကိုမထိ ंछ ုပ်နိုင်ခင်ကာလမှာဘွားရခက်ခဲနေပင်ပန်းနေခင်ဗျပြီးရင်ဆက်ဆံရေးတွေတော်တော်များများကလည်းအဆင်မပြေတာများတယ်ဗျဒါတွေသိလာပြီးတဲ့နောက်ပိုင်းမှာကိုက ဝမ်းမှာလည်းတိတိတတနေရထိုင်ရတာလည်းအဆင်ပြေလာတယ်။ပြီးတော့လူတွေနဲ့ဆက်ဆံရတဲ့အချိန်မှာလည်းပုံပြီးတော့အဆင်ပြေလာတယ်ခင်ဗျ။ဒီမတိစိတ်ကိုတိလာတဲ့အချိန်မှာကျွန်တော်တို့က hash law ဆိုပြီးတော့ဆက်ရှင်အဆင်ပြေသွားမျိုးတော့မဟုတ်ဘူးเนาะ။ချိန်တော့ပေးရခင်ဗျ။ဆိုတော့ဒီနေ့မှာကျွန်တော်က the power of the subconscious mind ဆိုတဲ့အစာအုပ်ကနေပြီးတော့မှဘဝအတွက်အရေးကြီးတဲ့အချက်၅ချက်ကိုမျှဝေပြရှင်းပါရခင်ဗျနံပါတ်1မတိစိတ်ကအရာအလုံးမှတ်ထားရခင်ဗျကျွန်တော်တို့တွေးတဲ့အတိုင်းကျွန်တော်တို့ရဲ့အပြုမှုတွေအတိုင်းမတိစိတ်ကဒါတွေကို စုဆောင်ပြီးတော့မှကျွန်တော်တို့ဘွားတစ်ခုဖြစ်ဖန်တီးပေးရဗျာနံပါတ်1ပြုတ်ဘောဆောင်တဲ့အတွေ့တွေကအောင်မြင်မှုဖန်တီးပေးရဗျာဆိုတော့စိုးရင်စိတ်တွေကိုဖျောက်ပြဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ကတိုးတက်တဲ့အတွေ့အောင်မြင်တဲ့အတွေ့တွေကိုပဲတွေးဖို့လိုရဗျာနံပါတ်3 affirmation တွေကတကယ်စွမ်းထက်တယ်ခင်ဗျာငါကတိုးတက်နေတယ်ငါကအဆင်ပြေနေတယ်ဆိုပြီးတော့ကိုကိုကိုနေ့တိုင်းပြောမယ်ဆိုရင်မတိစိတ်ကဒါကိုအမှန်တကယ်ဖြစ်လာအောင်လုပ်ပေးပါလိမ့်မယ်ဗျာနံပါတ်4အိမ်မက်တွေကအနာဂတ်ကိုဖန်တီးပေးရခင်ဗျာကျွန်တော်တို့အရင်တုန်းက လူတွေလေပေါ်မှာပြတ်နိုင်မယ်လို့ဘယ်တော့မှထင်တာမဟုတ်လीเนาะဆိုတော့ဒါတွေတကယ်ဖြစ်လာဖို့ဆိုရင်ကျွန်တော်တို့အိမ်မက်တွေကပဲစားရတော့ဆိုတော့ကျွန်တော်တို့အိခါနေတိုင်းကျွန်တော်တို့လိုချင်တဲ့အရာဖြစ်ချင်တဲ့အရာတွေကိုတွေးပြီးမှအေးမယ်ဆိုပုံပြီးဆင်ပြပါရဗျ။နံပါတ်5ယုံကြည်မှုကအရာအလုံးဖြစ်စီတယ်ဗျ။ကျွန်တော်တို့ဘာပဲလှုပ်ရှင်လှုပ်ရှင်ဘာပဲဖြစ်ရှင်ဖြစ်ရှင်ယုံကြည်မှုကအရင်ရည်ကြည့်ရဗျ။တကယ်ယုံကြည်ရင်တကယ်ဖြစ်မယ်မယုံကြည်ရင်မဖြစ်ဘူးပေါ့နော်။ဆိုတော့အခုပဲကိုယ့်ရဲ့မတိစိတ်ကိုတုံးချပြီးတော့ဘွားကိုပြောင်းလဲပြစ်လိုက်ပါခင်ဗျ။ ီဗီဒီယိုလေးကိုတဘောကြရဲဆိုရင်တော့ like and follow လေးလုပ်ပေးပါဦးခင်ဗျာဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါဦး